စကိုင်းတိုင်းမူရမျိုးနဲ့နဲ့မန်လေးတိုင်းမျိုးသားမျိုးမှာစစ်ကောင်ပစ္စည်းစစ်ကြောင်းကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြားပြတ်တိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေစီကသိရပါဗျ။အဲ့ဒါတော့နိုဝင်ဘာ10ရက်မနက်9:00နာရီခွဲမှာမုံရမျိုးနဲ့တာစီရွာကထွက်လာတဲ့အင်အား80ခန့်မှာစစ်ကြောင်းကို ဓာတ်မင်နဲ့ကိုဝင်နဲ့ထမ်းမင်လာရွာနီးရှိတောတိုက်ထဲမှာကြားပြတိုက်ခိုက်ပြီးတနအီအကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဟိုဓာတ်မင်နဲ့ကိုဝင်တို့ထမ်းမင်လာတို့အဲအဲရွာအနီးမှာကျွန်တော်တို့ဆက်ခဲ့ဖြစ်ပါတယ်။ပြီးရင်တို့ကဒီမဆုံမှာလဲရွာရွာရင်ပေါ့တို့ပြန်နေရွာကြီးကိုဟို

တိုက်ပွဲဖြစ်နေချိန်အတွင်းကြောက်စစ်ပုံအမြောက်တပ်ကနေလဲလက်နက်ကြီးနဲ့ဆယ်ချက်ကျော်ပစ်ခတ်ခဲ့တဲ့အပြင်မုံရနာမခါကတက်လာတဲ့စစ်တပ်လေတီနှစ်စီးနဲ့လည်းဘုံကျိုက်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုမုံရမြို့နယ်တိုက်နယ်ကမုံရခရိုင်တိုင်းရင်း၁၈တို့ကလုဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်ပြင်တပ်ဘက်ကတိုက်ဆုံမှုရှိနိုင်ကတိုက်ခတ်ခံရပြီးနောက်စစ်ကြောင်းကကြောက်စစ်ပုံအမြောက်တပ်ထဲကိုပြောင်းဝင်သွားတယ်လို့သိရပါတယ်။အေးစဲလေအေးစဲလေပြင်မ အလားတူနိုဝင်ဘာ10ရက်မနေ့ကမနက်9နာရီကျော်မှာလဲမန္တလေးတိုင်းငဇုံမြို့နယ်မြို့သားရဲစခန်းကထွက်လာတဲ့အင်အားတရာဝင်းကျင်မှာစစ်ကောင်ပြည်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special Task Force ငဇုံတာဝန်ရှိသူတူကပြောပါတယ်။ဟောကျွန်တော်တို့ကမြို့သားနဲ့မြို့သားဆက်မှုသူအချားပေါ့မြို့သားဆက်မှုသူလမ်းပိုင်းပေါ့ဟုတ်မိုင်းအကူဟာနှစ်ပွိုင်ဆွဲတာဗျနှစ်ပွိုင်ဟုတ်6လုံး6လုံးကိုရောမိုင်းစတိုက်ခိုက်တာဟိုဟာ၄ရက်က၄ခေါင်နေရာတွင်တည်ဆုံးသွားတာဗောမိုင်းစတိုက်ခိုက်ခံရပြီးနောက်အဲ့ဒီစစ်ကြောင်းဟာမြို့သားနဲ့ဆက်မှုဆောင်ကြရှိ ကျွဲစင်ရွာကိုဝင်ပြီးဒေသခံတွေရဲ့ရွှေတယ်နဲ့ငွေတွေကိုယူသွားပြီးနောက်၄၀မမနှလုံးနဲ့လည်းပြစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်